လေးနေခဲ့ပြီးသားရယ်ဟိုတယောက်နဲ့တယောက်ပညာတွေဖလှယ်ကြတယ်ပြောရှင်လုံးဝ open mind กว่าစားငယ်ဆိုတာသိရမလားဘလို့လက်လက်နော်ဘလို့ဘယ်ကနေဘလို့သင်ငန်းဆိုင်ပညာရေးရမှာမလဲဒီအကောင်လုံး open mind ထားတာပြီးတော့အကောင်လုံးကိုယ့်အတွက်ကောင်းတာတွေကိုဒါစုပ်ယူရပဲပေါ့နော်ဆိုတော့နှစ်ယောက်အဲ့လိုမျိုးလေးလေးတွေ့ရအောင်အခုတခါတည်းပေါ့နော်နှစ်ယောက်တွေ့လို့ရှင်စုပ်ပြတဲ့သချင်းလေးတွေတခုခုလောက်တစ်ချက်လောက်စုပ်ပြပါသချင်းလေးတပိုးလောက်စုပ်ပြပါ အချင်းလေးတပုတ်လောက်ဘရိုဝါရှိတယ်ကျွန်တော်ဆိုနေကြဘရိုအချင်းလေးဘရိုထပ်ထားအချင်းလေးလို့ရှိတယ်ဟုတ်ပြီကျွန်တော်တို့ဆိုနေကြပွားမဲ့တိုင်းပွားမဲ့တိုင်းโอเคခုနပြောတဲ့ပုံစံအတိုင်းပဲပွားမဲ့တိုင်းဆိုတာတချင်းဆိုမျိုးပြောပြမယ်โอเคโอเค sao me le ha chen te mà cho te re ke ke mo nya zo le chong ja o me can na je mo te le ja sa sha ma be go je che de len be we pan tai kai mo re le chong ja o me na mà bao kan me du re le shi I love be The pa ma pi ma tu rue le she sam ne mo Ta ke the lo up to de lo ga chi Ta ka de le se A ka I can't even even I'm sure but the different there Ain't my name and I'm shaking too ဝါရန်လာပဲဟိုကဲဟိုကဲကိုဆိုရတယ်နော်မျိုးစုံကစားပြတော့ Thank you ပါဒါဖျက်ဖျက်ပလက်စီမှာပြပေါ့နော်ဆိုတော့ခုနဖွားမတ်တိုင်လို့ခုနပြောနေမှာအခက်ခဲရှိတယ်ဒါပေမဲ့တစ်ဖက်မှာဖိမသူတွေလည်းရှိတယ်အခုကျွန်တော်တွေလည်းခက်ခဲတယ်ကွန်မရှယ်ကိုကျွန်တော်တို့ကဒီတမနိုင်ငံမှာလာရတဲ့အချိန်မှာရန်ခက်ခဲတယ်ဒီမှာကျွန်တော်တို့ကို တစ်ဖက်မှာဖိမသူတွေအများကြီးရှိတယ်လို့အခုချိန်မှာကျွန်တော်တို့ DVB ကလည်းကျွန်တော်တို့ဖိမတာပဲလीเนาะဆိုတော့ကျွန်တော်တို့လူမျိုးလူငယ်နှုတ်ပညာဝရှင်ဝသနာရှင်ဒါကျွန်တော်တို့တည်းမှတ်တိုင်တစ်ခုပဲဆိုတော့အဲ့ဒီဖိမတာတကယ်ကို DVB လေးတဲ့ကျေးဇူးတင်တယ်ပြီးလို့ရှင်ကျွန်တော်တို့ရဲ့ဒီမှာရှားတယ်ကျွန်တော်တို့ရဲ့ဒီမှာကြီးရှုနေကြတယ်ကျွန်တော်ရဲ့ပရိသတ်တွေရှိတယ်ကျွန်တော်ရဲ့ညီကိုမောင်မတွေရှိတယ်ဆိုတော့ကျွန်တော်လူငယ်တွေဘလောက်ပဲခက်ခဲခက်ခဲပေါ့နော်ကိုယ့်ရဲ့ဘွားရဲ့မှတ်တိုင်ကို site ထူကြရအောင်ပေါ့နော်ဆိုတော့ကို site ထူတဲ့ဘွားမှတ်တိုင်ကတိတ်ပဲရှိဖို့လိုတယ်လीเนาะကောင်းမွန်တဲ့အရာဖြစ်ဖို့လိုတယ်ဆိုတော့ ကိုကဘယ်မှာမွေးဖားတယ်ဘယ်မှာရှင်းတန်နေရအရေးမကြီးဘူးကိုခုလက်ရှိမှာကိုဘာမှတ်တိုင်နေစိုက်ထုံနေရလဲကိုဘွားရဲ့ background ကဘလောက်ပြီး assessment ပြနေနေတယ်ဘွားတွေဘလောက်ခက်ခဲကြတာကျွန်တော်တို့ဆိုလေခက်ခဲတယ်ကျွန်တော်တို့ဒီ assessment ဖြစ်နေတဲ့ကြားထဲမှာပဲဒါမှမဟုတ်ကျွန်တော်တို့ရှစ်ဆက်ကြမယ်ကျွန်တော်တို့ဘွားမှတ်တိုင်ကိုအကောင်းဆုံးစိုက်ထုံကြမယ်ဆိုတော့ message ကိုပေးချင်တာပေါ့နော်ဒီသချင်းဟိုရေးထားတဲ့အဲဒီစာလဲကျွန်တော်ဆရာဖြစ်တဲ့ Justin Duff ပေါ့နော်သူရဲ့နာမည်က Justin Duff ဖြစ်ပါတယ် Thank you ပါကျေးဇူးတင်ပါတယ်အဲဒီသချင်းဆိုရင်ဘယ်ရုံးနေရလောက်ထားရလဲဒီသချင်းကအမအဘွဲမတ်တိုင်သချင်းကအမနာပြောရင်ဒီသချင်းအရန်ဟိုဘွဲမတ်တိုင်ဆိုတဲ့သချင်းကစီးတယ်လို့ပြောမလားနော်ဒီသချင်းကိုမထွက်ထွက်ခင်မှာဒီနိုင်ငံကြီး နိုင်ငံနိုင်ငံရေးဖြစ်နေတဲ့ဒီမတိုင်ခင်ကိုဗစ်ဖြစ်နေတဲ့အချိန်မှာကျွန်တော်ကတချင်းရအော်တချင်းရတော့ကျွန်တော်ကတချင်းသွင်းမယ်ဆိုတော့ကျွန်တော်လှုပ်တဲ့အချိန်မှာမမေ့ရကျွန်တော်ကလိုက်ကော်မှာနော်လိုက်ကော်မှာတချင်းသွင်းတော့တချင်းသွင်းတဲ့အချိန်မှာကျွန်တော်ဝင်ဖမ်းနေကြကျွန်တော်တို့ကတို့ရေတို့ရေလှုပ်တာရှေ့ဆောင်မှာကြီးကြဲဆိုးဆိုးတော့အဲ့ဒါမှာဝင်ဖမ်းဝင်လုံးဆိုတော့မမေ့ရကျွန်တော်ဘွားမှာလေဟာတာပြောပြအောင်နော်ကိုတော်လိုက်သွားရင်းနဲ့လေအိမ်တိုင်းဟိုကလေတနတ်နဲ့ဝင်ချိန်မယ်ဆိုတော့ခန်းစားခန်းစားဖူလာတော့ဘာဖြစ်လို့ဖြစ်လဲဆိုတော့ကျွန်တော်တချင်းဆိုလို့ ကျွန်တော်တအိမ်လုံးဝင်စည်းခံရပါဝင်စည်းနေတဲ့အချိန်မှာကျွန်တော်အကိုဝင်စည်းတာပေါ့နော်ကျွန်တော်အကိုအဲကျွန်တော်သူက CDM လုပ်လို့ဆိုဝင်စည်းတဲ့အချိန်မှာကျွန်တော်ကလည်းကိုယ့်အကိုအေးအေးတိတ်တိတ်ဆိတ်နေမနေရတယ်လေမဟုတ်ကျွန်တော်တချင်း toilet သွားရင်လည်းတချင်းဆိုအဲ့ဒါနဲ့အော်မင်းဘာတူလဲဖြစ်ညာဖြစ်အဲ့တချင်းသွားသွင်းမဲ့အချိန်ပဲအဲ့တော့မမရအဲ့ဒီတချင်းနဲ့ပတ်သက်ပြီးတော့လေပြောချင်တာဒါရိုင်းဆိုမင်းဘာတူလဲဆို break ဖွင့်လို့တူလေးတဲ့နေနဲ့လောချင်ခဲ့ပါဘောနော်ဆိုတော့ကျွန်တော်မဟုတ်ပါဘူးပေါ့အဲ့တော့ကမမရအဲ့လိုလက်သွားတဲ့အချိန်တစ်ခုရှိတယ်ပြီးတော့မှပြီးလိုပြကြမှာကျွန်တော်က ကျင်းဆိုတဲ့အချိန်မှာကျွန်တော်တို့ရဲ့တို့ရဲ့အဆစ်ဖြစ်ကြတဲ့ဒုံတွိုင်းအုံခန်းဆိုကျွန်တော်အချိန်မှာပြေလို့ထွက်ပြေးတယ်ထွက်ပြေးနောက်ထပ်တနေ့ကကျွန်တော်ဖိတ်ခုံဆိုတဲ့နေ့မှာကျွန်တော်တွင်းတယ်အချိန်မှာပြေးဘူးနောက်ထပ်တနေ့ကကျွန်တော်ထပ်ပြီးတော့ရွှေ့ရတယ်ဆိုတနေ့ကလုံးဝခက်ခဲတဲ့အဲ့ဒီနေ့ကတော့ကျွန်တော်မပြောတော့ဘူးနော်ရခက်ခဲတဲ့နေ့ကတနေ့ကမှာကျွန်တော်တော်ပြီးတော့မှတွင်းပြီးတော့မှအဲ့ဒီတချင်းအဲ့ဒီတချင်းထွက်ခင်တော့ကလည်းကျွန်တော်ဆိုင်ကအဆစ်ရဖြစ်သွားသေးတယ်အဆစ်ရဖြစ်တဲ့နေ့ကနှခမ်းပါဒီနှခမ်းမှာခုနှစ်ချက်လောက်ချုပ်ပါဆိုတော့အဲ့ဒီတချင်းကိုထွက်ဖို့ရေကိုကျွန်တော်စတူဒီယို သုံးခုလောက်ကျွန်တော်လောက်ရတယ်ဆိုတော့နှကန်းကိုတက်တာပြီးမှနှကန်းကိုအဲ့ဒီသချင်းတော့တော်တော်ထုံတယ်ချုပ်ယူနာနေတယ်ဗျာလေဆိုတော့အဲ့ဒီအဲ့မှာအဲ့ဒီသချင်းထွက်လာတယ်ဆိုတော့အဲ့ဒီသချင်းကိုတော်တော်စိတ်နာနာလေးပေါ့နော်ကိုယ့်ရဲ့ဘွားမတိုင်ဆိုတော့အဲ့ဒီခက်ခဲနေတယ်အဲ့ဒီတကယ်အယောင်ရရအဲ့ဒီ မှုအရင်ပြစ်သွားတာပေါ့နော်ဆိုတော့အရင်ခက်ခဲခဲတဲ့အချိန်ဖြစ်တယ်အဲ့တော့ရိုက်ကြကျွန်တော်ရိုက်တဲ့နေရာလဲကျွန်တော်ခရိုနီမှာရှိတဲ့တခက်ခက်ခဲကြမ်းတမ်းတဲ့နေရာမှာကျွန်တော်ရိုက်ခဲ့ရတယ်တချင်းပေါ့နော်ဆိုတော့ခက်ခဲလွယ်လွယ်လေးနဲ့အဖြစ်လာခဲ့တဲ့တချင်းပုံတော့မဟုတ်ဘူးတချင်းထွက်ဖို့ကျွန်တော်၅နှစ်လောက်ချင်းယူလိုက်ရတယ်ဟုတ်ကဲ့တချင်းတချင်းရဲ့ဒီလိုပြောအတိတ်ပဲကတခါတည်းကို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 တည်းသားလို့ပြောတာဟုတ်တယ်တခုလို့တည်းတာကျင်းမရရအောင်လုပ်မယ်လုပ်မယ်ဆိုပြီးအခုဒီနေ့ဒီချိန်မှာဒီနေရာမှာဆိုရဲနေရာရောက်လာပြီပေါ့နော်ဆိုတော့ ဆက်လျှောက်ကြမယ်။ Yeah ဆက်လျှောက်။အခုဆိုတာနှစ်ယောက်စလုံးကပေါ့နော်ကိုပိုင်ဂီတရဖန်တီးရဲ့သူတွေပြီးတော့အဲ့ဖန်တီးရဲ့ဂီတရတွေမှာဆိုလို့ရှိရင်လည်းဒါလူလူကိုပေးတဲ့ message တွေအများန်ပါရပေါ့နော်။ဆိုတော့ဒါတွေကဟိုဒီလိုလွတ်လပ်တဲ့အမှုပညာဆိုတာကအစ်စ်ဆိုရအောင်မလုပ်လို့မရဘူး။အခုလေလက်ရှိမှာဆိုတာစစ်ဆိုးရအောင်မှာမနေဘဲနဲ့ပေါ့နော်လွတ်လွတ်လပ်လပ်ရက်တည်ဖို့စ조사နေရတာအမှုပညာရှင်အနေနဲ့ကဘလို့အခက်အခဲတွေကြုံတွေ့ရတာရှိတယ်ဒါတွေကိုအချင်းချင်းဘလို့ရိုင်းမင်းကူညီပြီးဖြေရှင်းနေကြတာရှိတယ် ခက်ခဲတယ်ဘယ်လိုရှိလဲဆိုတော့ကျွန်တော်တို့ငယ်ငယ်ကလေးကဟိုဆက်ဆွေရအောက်မှာလို့ပြောတဲ့ချိန်မှာခက်ခဲကိုပိုင်အရင်ချင်းရှိခဲ့ရင်တော့မဟုတ် state ကြောင်းပြောရင်ဆိုတော့ကွာတို့ရဲ့စက်တက်သားသမီးတွေပဲတို့ရဲ့အကုန်လုံးတို့တွေနေရာပေးတာတို့ဘလောက်ပဲတော်တော်ကျွန်တော်တို့တွေတိုင်းသားတွေဘလောက်ပဲတော်တော်ပါအာဘယ်ကနေပါလဲဖြစ်ဖြစ်အဲတို့ဆက်တဲ့လူတွေပဲတို့ရွှေပြတော့မှတို့တွေလောက်ခိုင်းတယ်ပြန်ခိုင်းတယ်ပေါ့လေဆိုတော့ဒါကျွန်တော်ငယ်ငယ်ကလေးကကျွန်တော်ရတဲ့ထရမပါပေါ့လေနော်ဆိုတော့ကော်ပီဂျီဘယ်လောက်ပဲတော်တော်ပါဘယ်လိုလုပ် အဲ့လိုမျိုးပဲကျွန်တော်မှလည်းအဲ့လိုမျိုးပဲဘလဆိုကားရေးတည်းတော်တော်ဘလဖက်တချင်းဆိုတာကောင်းကောင်းမကောင်းကောင်းဘလကောင်းတယ်ဘလကောင်းပြီးသားဒါပေမဲ့ပရမဆိုဘလပဲရရသူတို့အတွက်ကတော့ဒါကဆွတ်ပေးလိုက်မယ်အရင်ကဆိုပါဖြစ်လေတယ်မလားကြည်ရားပကန်လားဘာလဲဟုတ်တော့မလားစတိတ်ပကန်ရော့အင်းပေးလိုက်ပြီလို့ရှိရင်ဟိုသူတို့ပါသူတို့တိုင်းနဲ့ပြင်နေကြတော့သူတို့ကသူတို့လူထည့်သွားတယ်ကိစ္စတွေပေါ့နော်အများကြီးပါပဲကြုံတွေ့ခဲ့ရတာဆိုတော့အဲ့သူတို့အဲ့ဒီကြက်ရကျွန်တော်တို့တွေကခွဲခြားဆက်ဆက်ခံရတာဖိနေခံရတာ ဆိုတော့ဘယ်လိုလောက်ပါလဲဆိုတော့ဟိုကနလောပြောလို့မျိုးပေါ့ဟိုချက်ချင်းကဘာဘယ်လိုလောက်လဲဆိုတော့အရင်ချင်းဘယ်လိုပြောမလဲမရမြားမယ်နှုတ်မနစ်ဘူးဆိုတဲ့အတိုင်းပဲပေါ့နော်ဆိုတော့ကျွန်တော်တွေအပြီးခဲ့တဲ့ကာလာဆောင်မငါနဲ့တခါလာခဏလေးပေါ့နော်ကျွန်တော်တွေခြားပြခွင့်ရတဲ့အချိန်မှာကျွန်တော်ကောင်းဆုံးတော့ကျွန်တော်ခြားပြခွင့်ရခဲ့တယ်ဒါပေမဲ့လို့အ perfect တော့မဖြစ်နိုင်ခဲ့ဘူးဘာဖြစ်လို့လဲဆိုရင်ကိုရီးယားရဲ့လိလာမှုအားနဲ့ကျွန်တော်တို့ရဲ့တွေ့ကြုံတွေကကျွန်တော်တို့ရဲ့အရင်ဘယ်လိုပြောမလဲနုတည်တဲ့ပုံစံပေါ့ဒါပေမဲ့လည်းကျွန်တော်တယောက်နဲ့တယောက်တည်းမှာနုပညာရှင်နဲ့ကျွန်တော်တွေ့တဲ့အချိန်မှာနုပညာရှင်လို့မပြောဘဲနဲ့ဝါသနာရှင်ပေါ့နော်ကျွန်တော်ဝါသနာရှင်နေနဲ့တွေ့တဲ့အချိန်မှာကျွန်တော်တို့ဟိုဘယ်လိုပြောဘယ်လိုဆက်လုပ်ကြမလဲတခြင်းဆိုတဲ့တခြင်းမလို့ဘယ်ဒီကိတာနုပညာဆိုတဲ့ဒီ တီးတယ်ဆိုလည်းတီးရလို့မလို့ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ရိုင်းမိခွင့်ရကြတယ်အခုကျွန်တော်တို့ဒီဖက်မှာအာဆက်ကောင်စီကလက်အောက်နေကျွန်တော်တို့ဒီဖက်ပြေးလာတယ်ဆိုပေမဲ့လည်းနေပြေးလာတာမဟုတ်ပါဘူးကျွန်တော်တို့ရောက်ရှိလာတယ်ဆိုပေမဲ့လည်းအာဘယ်လိုကြောက်မလဲသူများနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ခက်ခဲတယ်တက်ကနဲ့ပြန်စားရတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဘယ်လိုစလုပ်ကြတယ်အခုကျွန်တော်လက်ရှိကျွန်တော်မလုပ်နေလဲဆိုတော့ကျွန်တော်တို့အာရမန်ဝင်တဲ့ပတ်သက်ကျွန်တော်တို့ဒီ ကျွန်တော်တို့တွေကနုပညာလက်နက်ဆိုတဲ့အတိုင်းပေါ့နော်ဆိုတော့နုပညာလက်နက်ကလည်းမသေးပါဘူးဆိုတဲ့အတိုင်းပေါ့ကျွန်တော်လည်းနုပညာလက်နက်ဆိုတဲ့အတိုင်းပဲကျွန်တော်တွေ celebrity မှာတယောက်နဲ့တယောက်သွားပါတီးတက်လဲသူကပါဆိုတက်လဲသူကဘာလုပ်တက်လဲအဲ့ဒါကိုကျွန်တော်တို့ပေါင်းဆက်ပြီးတော့မှကျွန်တော်တွေအာချပြတယ်လွတ်လွတ်လပ်လပ်ချပြလို့ရတဲ့အတိုင်းဝန်တစ်ခုကိုကျွန်တော်တို့ပေါ်ဆောင်ပြီးတော့မှသူချပြချတဲ့အရာဖြစ်တယ်ပေါ့နော်ဆိုတော့ခုချိန်မှာဟိုတေချာတစ်ခုကကျွန်တော်ရန်လိုအပ်နေတာကတော့အဲပြောပါလိမ့်မယ်အများကြီးရှိတယ်ထင်ပါတော့ဒါပေမဲ့တေချာတစ်ခုကကျွန်တော်စိတ်တက်ခွာရန်လိုအပ်တယ် ော်ဆိုတော့အဲ့ဒီစိတ်တက်ခွာရှိမှကျွန်တော်တို့ဖြစ်နေတဲ့အရင်ချင်းကျွန်တော်တို့ဖြစ်နေတဲ့ကျွန်တော်တို့ရဲ့နှုတ်ပညာကိုကျွန်တော်တို့ဆက်လုံနိုင်ပါလေကျွန်တော်တို့ဆက်အဲ့ဒီစိတ်တက်ခွာတာကျွန်တော်တို့တည်သွားပြီဆိုရင်ကျွန်တော်အဲ့ဒီစိတ်တက်တာတည်သွားလို့ရှိရင်ကျွန်တော်တို့ဘလောက်ပဲတော်တဲ့လူဖြစ်နေဖြစ်နေပါစေဘဝအရှုံးပေးကြပါမယ်လေဆိုတော့အဲ့ဒီလူငယ်တွေဖြစ်ဖြစ်ကောကျွန်တော်ငယ်တဲ့လူဖြစ်ကျွန်တော်ជីထက်ជីတဲ့လူဖြစ်ဖြစ်ပေါ့အဲ့ဒီဘာဝါသနာပါတယ်တို့တို့ဘာတက်လဲဆိုတော့ကျွန်တော်စုစည်းပြီးတော့မှကျွန်တော်တို့တွေအလုပ်ဆောင်နေပေါ့အခုချိန်ဆိုရင်လည်းကျွန်တော်လည်းဂျီကရိုနီယာလူရေးဆိုရင်လည်းအလုပ်ဆောင်နေအခုကွန်မရှယ်လို့ဆိုရင်လည်း collaborate လုပ်တာတယ်ကျွန်တော်တို့ရဲ့တူတူအာ ဘယ်လိုပေါင်းစည်းကြပါဘယ်လိုလုပ်ကြလဲနှုတ်ပညာတစ်ခုဘယ်လိုရှင်းတယ်လုပ်ကြမလဲဆိုတာခုလက်ရှိခုလက်ရှိလည်းလုပ်နေတဲ့အရာဖြစ်တယ်ပေါ့လေဟုတ်တော်မရှိဆိုလည်းတွေ့ကြုံတွေအများကြီးရှိပါပဲเนาะဟိုဘာဆိုရန်ကုန်မှာဆိုလို့ရှိရင်ဒါဒီ reggae ဂီတဆိုဗေနားမှာကောင်းကောင်းမွန်မွန်နားထောင်အောင်လဲဆိုတော့တိတ်မရှိဘူးလေเนาะဆိုတော့အရင်တော့လုပ်ခဲ့တာကြီးအခုကြုံတွေ့ခဲ့ရတယ်တနေ့တိုင်းရှင်ပြပေးပါအဓိကဒီဘက်မှာကျွန်တော်ဖန်တီးရတဲ့ဥစ္စာဒီဘက်မှာကျွန်တော်ယက်တီရတဲ့ဥစ္စာအနုပညာရှင်တယောက်နေယက်တီရနေဟိုမှာယက်တီရနေဘာကြီးกว่าလဲဆိုတော့ ကျွန်တော်တို့အမ်ဟိုဘက်မှာဆိုရင်အရင်နေတာပေါ့နော်ကျွန်တော်တို့အရင်နေတာကျွန်တော်တို့အရင်နေတဲ့တချင်းလောက်ကြာတယ်ကျွန်တော်ဘန်ရှိရပေါ့နော်ကျွန်တော်တို့တချင်းဆိုကြတယ်ကျွန်တော်တို့တချင်းဘန်ဖွဲ့ပြီးတော့တချင်းဆိုကြကျွန်တော်တို့ဘော့မာလီတချင်းတော့ကျွန်တော်တို့နာမည်ကြီးရကိုကူခွားချင်းတော့ကျွန်တော်တို့ကျွန်တော်ကိုပိုင်တချင်းတွေပေါ့နော်ကျွန်တော်ရကီတချင်းတွေကျွန်တော်တို့အဲမြန်မာနိုင်ငံကဘားတစ်ခုမှာပေါ့နော်ကျွန်တော်တို့ရကီဘားပေါ့ဗျာရကီဘားမှာကျွန်တော်တို့စိုးဖို့သွားလုပ်တယ်ကျောင်းငယ်လေးပဲရှိသေးတယ်ကျွန်တော်ဘန်လိုက်ပေါ့နော်ဘန်လိုက်တချင်းသွားဆိုလို့လုပ်တယ်လုပ်တော့ကျွန်တော်တချင်းနဲ့ဆိုပြပါတယ်ကျွန်တော်ပတ်သက်ပြားမရဘူးပြတယ်မှာဆိုပြတယ်ဆိုပြပြီးတော့ တို့ကကျွန်တော်တို့မခေါ်ဘူးဗျာတိလားမခေါ်ဘူးဆိုတော့ဥမာကျွန်တော်နိုင်ငံမှာ reggae ဘာ reggae ဘာလက်ရှင်းလာဆိုတော့မခေါ်ဘူးဗျာတဲ့အာပြီးပါပြီဥမာကျွန်တော်အဲ့ချိန်နဲ့ရစ်လိုက်လို့ရတယ်ကျွန်တော်ရတော်ယူကချင်းမဆိုတော့ချင်းမလားဒါပေမဲ့ okay အဲ့တော့ကျွန်တော်ဘယ်လိုလုပ်လိုက်လဲဆိုတော့ okay ချင်းမဆိုတော့ငါတို့ဘာမှချင်းဆိုတဲ့ဥစ္စာတော့မလုပ်တော့ဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာလည်းအဲ့လိုမျိုးအရန်ရှာရပြတည်မှာကျွန်တော်တည်တဲ့အတိုင်းပဲအဲ့လိုမျိုးနိုင်ငံအဲ့လိုမျိုးရှိနေတော့ကျွန်တော်ရေကီကိုတည်ရနေတော့အဲမတည်ကြတော့ကျွန်တော်အမှတပားပဲရှိရအဲ့တပားမှာကျွန်တော်လက်မခံဘူးအဲ့တော့ကျွန်တော်သချင်းဆိုတော့ကျွန်တော်ချက်တီးဘူးပေါ့နော် ပြီးတော့မြန်မာနိုင်ငံမှာပဲပေါ့နော်ကျွန်တော်စပိန်နဲ့ကျွန်တော်အဲဒီစပိန်ထားကြပြီခုနကပြောလို့14နှစ်လောက်ရှိပြီအဲ့အချိန်မှာကျွန်တော်ဒီစပိန်နဲ့အလုပ်လုပ်ဖို့အလုပ်ရှာဖို့အရန်ခက်တယ် ကျွန်တော်မှာခုနကပြောလို့ကျွန်တော်ចောင်းပြီးရတယ်ဗျာကျွန်တော်ဖွဲရဖွဲရပြီးကျွန်တော်တချင်းရေးတာဆက်မှာဟိုဗါလေလောကကြီးငါ့အလုပ်တစ်ခုတော့ပေးဆမ်းပါငါ့ရဲ့កောက်မလေးနဲ့အပြင်သွားခြင်းလို့ပါဗျာအဲ့လိုအဲ့လိုတချင်းမှာရေးတာဗျာဟိုကျွန်တော်မှာခံစားချက်ရတယ်ဗျာညီမကြီးအဲ့လိုပြောကျွန်တော်တချင်းအဲ့လိုအဲ့လိုတချင်းမှာရေးကြည့်တယ်ဗျာလို့ဆိုတော့ကျွန်တော်ဘလောက်ဒီအလုပ်မရှိလဲဆိုတော့သိရလားအလုပ်မရှိဆိုတော့ကျွန်တော်တို့ဘာကြောင့်လဲဆိုတော့ကျွန်တော်ပညာမတက်လို့မဟုတ်ဘူးကျွန်တော်ပညာရှိသည့်တိုင်အောင်မှကျွန်တော်ရဲ့ လုတ်ပေါ့နော်ကျွန်တော်ရဲ့ဥမာနှခမ်းမွေးရှိတယ်စပယ်နဲ့အာမင်းလုံးလုံးမရဘူးဒါအဲအဲ့လိုမျိုးပဲတဲ့မှာဖြစ်တည်မှုပေါ့မူတည်ပြီးတော့ခွဲခြားစရာဒါဒါကိုဖြစ်တည်မှုပဲလေနော်ဟုတ်တယ်ခွဲခွဲခွာလို့မရဘူးကွာတဲ့ကိုဖြစ်တည်မှုပါလေပြီးတော့ကျွန်တော်ကလည်းအဲ့လိုမျိုးဒီတိုင်းပဲနေနေတာဗျာကျွန်တော်မသိဗျာကျွန်တော်ဟို ဟိုတယောက်ပြောတယ်လို့ကျွန်တော်အိမ်မှာဗာလဲတွတ်တုံနစီရှိရဲကျွန်တော်မငှက်ဘူးဗျာကျွန်တော်အဲ့လိုတော့မဟုတ်ဗျာအဲ့လိုလည်းမဟုတ်ဗျာဆရာကျွန်တော်ကလည်းကျွန်တော်ကလည်းလှုပ်လှုပ်စားရတယ်ဆရာအဲ့မဲ့လှုပ်စားရတဲ့အချိန်မှာကျွန်တော်လည်းနေလို့မရဗျာကျွန်တော်အလုပ်လုပ်မှရဗျာလှုပ်လုပ်မှရမှာကျွန်တော်လည်းအလုပ်လုပ်မှရမယ်ဆိုပြီးတည်တိုင်အောင်မှာကျွန်တော်လှုပ်သွက်လျှောက်တိုင်းအရင်ဆုံးစားမယ်သပင်းညှက်ပြီးလို့ရလားအာနှာခမ်းဝေးချိန်ပြီးလို့ရလားနေဟုတ်โอเคโอเคအဲ့ကျွန်တော်နောက်မှပြန်ပြောလိုက်ပါကျွန်တော်ပြန်လည်းပြောပါကျွန်တော်လည်းသိမ်ဝင်စားဗျာအဲ့လိုမျိုးကျွန်တော်အဲ့ဒီမှာလည်းရက်တီဖို့ကလည်းကျွန်တော်ခက်ခဲရပါတော့ ပြီးတော့ဒီကိုဗစ်တွေဖြစ်တယ်ကိုဗစ်တွေဖြစ်တော့လည်းအဲ့လိုမျိုးကျွန်တော်အလုပ်တွေကလည်းနားဝကြတယ်ပြီးတော့ကိုဗစ်ပြီးမှဒီအဲအာနာသိမ်းသွားတယ်အာနာသိမ်းသွားတော့ကျွန်တော်အကြောင်းမျို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 းကြောင့်ပေါ့နော်ကျွန်တော်ဒီဘက်ရောက်လာတယ်ဒီဘက်ရောက်လာတော့အဲအဲ့အာနာသိမ်းသွားချိန်မှာပို့ဆိုးသွားတယ်ပေါ့နော်ရက်တီပေါ့ပို့ဆိုးသွားတယ်ဘယ်လိုဖြစ်လဲဆိုတော့ဥမာကျွန်တော်တို့မြန်မာနိုင်ငံမှာနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ လူတွေကဘဝကြီးမှာကျွန်တော်ယုံကြံရမှာပဲလူတိုင်းကတော့ယုံကြံနေတာကျွန်တော်တခုမှမဟုတ်သူအယုံနေမင်းမှာပတ်စံနေအများကြီးရှိတယ်ဆိုလို့ရှိရင်လည်းပတ်စံနေအများကြီးရှိတဲ့ပုံမှာယုံကြံတဲ့ဟာမျိုးလူမျိုးရှိရတယ်မရှိရင်လည်းမရှိတဲ့ဟာလူမျိုးရှိရတယ်အဲ့တော့ကျွန်တော်ဘယ်လိုဖြစ်ဖြစ်ယုံကြံရလဲယုံကြံရခြင်းမှာမြန်မာနိုင်ငံမှာနေရမယ်ဆိုလို့ရှိရင်ကျွန်တော်အခုချိန်မှာကျွန်တော်အသက်ရှင်ဖို့အတွက်ယုံကြံယုံကြံရမှာကျွန်တော်မတည်ဖို့အတွက်ပေါ့ကျွန်တော်တို့လုံးဝလွတ်လွတ်ဆဆဆချင်းနေပါခဏခဏနေ ကျွန်တော်မတည်ဖို့မတည်ဖို့ရင်တော့မတည်ဖို့ကွာကျွန်တော်ဘင်နာဘယ်လိုနေရမလဲကျွန်တော်ဘင်နာမှာ safe flip ဘယ်လိုနေရမလဲပြီးကျွန်တော်ပုံစံဆိုလို့ရှိရင်လမ်းလျှောက်နေနဲ့မှတ်မိတယ်ကျွန်တော်အဲ့ကျွန်တော်ဟိုမှာတည်းကကျွန်တော်အဲ့လိုမဟုတ်တယ်မလို့ရလမ်းပြီးမှာတော့အဲ့လိုမျိုးအဖို့တွေပဲမသွားရဘူးဗျာအာဒီစနေကြီးနဲ့ပြောရရှိရလဲမဟုတ်ဘူးအဲ့လိုကျွန်တော်လမ်းထဲမှာဘူးမှမရှိဘူးတိရမရှိဘူးဆိုတော့အဲ့လိုမျိုးအဲ့တော့မဟုတ်တယ်လည်းမလို့ပြီးအဲ့တော့ကျွန်တော်တို့ကဒီဒီပုံစံနဲ့ကလည်းဖြစ်နေတော့ကျွန်တော်တို့ အဲ့မှာဆိုရင်ကျွန်တော်အသက်ရှင်ဖို့ကျွန်တော်ကြိုးစားရမယ်ကျွန်တော်ဘယ်နားမှနေရမလဲအဲ့လိုမှတ်မိရလွယ်တော့တင်မှာရဲတွေကအခြေအော်ဒီကောင်ဖမ်းလိုက်ပါညာဆိုရင်ကျွန်တော်လစ်ပြီးတင်မှာကျွန်တော်ကထိတ်တော့အရင်မြင်ရမယ်တူပဲတင်မှာဘယ်ဘလို့ဆိုတော့အော်ဒီကိုမှတ်မိရပါညာအဲ့လိုမျိုးဖြစ်နေတော့ကျွန်တော်ဒီဘက်ရောက်လာချိန်မှာကျွန်တော်တို့ဟုတ်တယ်ရုံးကန်လာချင်းတော့တူတယ်ဒါပေမဲ့ဒီဘက်ရောက်လာချိန်မှာကျွန်တော်အခွင့်အရေးရလာတယ်အခွင့်အရေးရလာတယ်လို့ထင်တယ်ကျွန်တော်မသေးတော့ဗျာအနည်းဆုံးတော့မသေးအောင်ထွက်ပြေးနေကြရမလို့တော့ကျွန်တော်အเจ้าမဲ့တသက်ဟိုဖိနေခံရတာတပြက်ခံရတာမျိုးပါလေခဏရှောင်းနိုင်ဟုတ်တယ်ခဏရှောင်းနိုင်မယ် ီးတော့ကျွန်တော်ဒီဒီဘက်မှာကျတော့ကျွန်တော်လုံနိုင်တဲ့ဥစ္စာပြီးတော့ဒီဘက်မှာကျတော့ကျွန်တော်တို့အခုနာပြောလို့မဟုတ်ဘူးဟိုဘက်မှာဆိုရင်ကျွန်တော်သချင်းဆိုလို့တော့မရအောင်ဗျာသချင်းဆိုလို့ဒါပေမဲ့ဒီဘက်မှာကျွန်တော် reggae နဲ့သဆိုင်တဲ့ sign လေးရှိတယ် sign လေးရှိတော့တို့ကလည်းဟိုအခုနာကျွန်တော်ပြောလို့ပြန် music ကကျွန်တော် connect ပေးပါတယ်နော် connect လုပ်ပေးရ connect လုပ်ပေးရကျွန်တော်တို့အဲ့ရောက်လာတဲ့အချိန်မှာကျွန်တော်တို့တို့ကလည်းဘယ်ကလာလဲကျွန်တော်ဒီမြန်မာနိုင်ငံကဘာလို့ကျွန်တော်သချင်းဆိုလဲသချင်းဆိုလဲလို့တော့ကျွန်တော်မပြောပါဘူးကျွန်တော်မြင်ရတယ်အော်တို့သချင်းဆိုလာအဲကျွန်တော်သချင်းဆိုကြရအောင်ဆိုကျွန်တော်တို့အတူတူသချင်းတူတူဆိုကြရရှိတော့ပြီးတော့အဲ့မှာ အဲ့ကအဲ့ကလူတွေနဲ့လည်းကျွန်တော်တို့ပေါင်းပြစ်သွားပါမယ်ကျွန်တော်တို့ music ကနေပဲကျွန်တော်တို့ကျေပြန့်လာတာပေါ့နော်အခုထက်ပြန်နေဆိုလို့ရှင်လည်းကျွန်တော်တို့ music ကနေတည်တယ်တည်ပြီးတော့ကျွန်တော်တို့ဘာလုပ်ဖြစ်လဲဆိုတော့ကျွန်တော်တို့အဲအမပွဲတွေကျွန်တော်ရန်ပုံငွေပွဲတွေကျွန်တော်တာမျူစစ်ပဲဗျာအဲ့ကနေကျွန်တော်တို့အချင်းချင်းလူမျိုးကူညီပြီးတော့အော်မင်းဘာလုပ်နိုင်လဲငါဘာလုပ်နိုင်လဲကျွန်တော်နှစ်ယောက်ပေါင်းပြီးတော့အဲ့လိုမျိုးလုပ်ဖြစ်တာရှိတယ်ပြီးတော့ခုနကကျွန်တော်ပြောသလိုကျွန်တော်ဒီဘက်မှာ ဟိုဘက်မှာကြာတော့မသေးဘူးရုံးကန်ရတယ်ဒီဘက်မှာကြာအသက်ရှင်မှုရုံးကန်ရုံးကန်လာကျွန်တော်အတူတူပဲကျွန်တော်တို့ music လုပ်နေရတာအရင်တော့အတူတူပဲဒါပေမဲ့ဒီဘက်မှာလုပ်နေရတဲ့ဥစ္စာကကျွန်တော်တို့အတွက်အဲပို့ပြီးလွတ်လပ်တယ်ပေါ့နော်လွတ်လပ်တဲ့ခံစားမှုရတယ်ပြီးတော့အဲဒီကလူရဥမာကျွန်တော်ဟိုဟိုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီသပင်ကိုဘယ်လိုလျှော်လဲလို့လူတွေကအရင်မေးလိမ့်မယ်ဒါပေမဲ့ဒီဘက်မှာဆိုလို့ရှိရင်အော်အမင်းဘာ music ကိုကြိုက်လဲဘယ်သူကိုကြိုက်လဲဆိုတာမေးလိမ့်မယ်ဒါက ော့ကွာချားတဲ့ပုံစံပေါ့နော်ကွာချားရဲဆိုတာကျွန်တော်မြန်မာနိုင်ငံကိုပြောချင်တာမဟုတ်မြန်မာနိုင်ငံမှာဒါအရင်ထဲကမသိကျွန်တော်ကိုယ်တိုင်ကမသိလုတ်တဲ့လူကိုယ်တိုင်ဆူပါဂလူးကတ်နေတဲ့ကိစ္စအကြတင်မှာအဲ့တော့ကျွန်တော်ဒီဘက်ရောက်လာတဲ့အချိန်မှာသူတို့ကသိတယ်ဗျဒီ music ကြီးကတော်တော်ကြီးပေါက်ဖွားနေတယ်ပေါက်ဖွားနေပြီဆိုတော့ဥမာစတွေ့တယ်အတိုင်းမင်းပဲ music ကြိုက်လဲမင်းကဘာကိုကိုးကွယ်လဲပေါ့နော်အဲဘာကိုကိုးကွယ်လဲဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့မှာအဲ rester ဆိုတဲ့ rester fairy ပေါ့နော်ကျွန်တော်ဒီစပင်ထားတဲ့လူတွေ rester ပေါ့နော်အဲ့ အဲကိုးကွယ်တဲ့လူတွေကိုအမှ arrested မှာသူတို့က god ကြီးပဲနော်သူတို့ god ကိုဂျားလို့ခေါ်တယ်အဲဂျားကိုကိုးကွယ်တဲ့လူကိုကျွန်တော်က rastafarian လို့ခေါ်တယ်ပေါ့နော်အဲ့တော့ကျွန်တော် christian christian ဆိုတော့ကျွန်တော် rastafarian ဖြစ်တယ်အဲ့တော့ကျွန်တော်တချို့တငယ်ချင်းတက်ဆိုမိတယ်ဆိုင်မင်းဘာဘာကိုးကွယ်လဲမပြောကျွန်တော် christian အဲအဲ့ကိုအဲ့မြေးတဲ့လူကလည်းစပင်ရှိနေလုံးဝ rastafarian ပဲအဲ့တော့ကျွန်တော်စကလုံးလုံးတင်ပြီးလဲ အဲ့အဲ့ဆိုမင်းက register ခရင်ရပါတယ်ပြောချင်တာဟာဒီလားသူတို့သူတို့ twin လာတဲ့ဥစ္စာကျွန်တော်တော့တခါမစဉ်းစားမိဘူးကျွန်တော်ဘာ Google လဲဆိုတော့ကျွန်တော်ခရင်ရလည်းဖြစ်လိုက်ဒါမဲ့ तू ပြောချင်တယ် तू အဲ့လိုမျိုး connect ပေးပါဘာသိမလားဒီဘက်ရောက်လာချိန်မှာကျွန်တော်ဩ okay သူတို့ပြောနေတဲ့ဥစ္စာသူ့ရဲ့တွေးခေါ်နေပုံစံ regain နဲ့ဘယ်လိုချိန်ဆက်နေတဲ့ဥစ္စာတော်တော်လေးကို အဲကျွန်တော်သဘောကျတယ်ဗျာဒီမှာအဲ့တော့ကျွန်တော်လွတ်လွတ်လပ်လပ်ချင်းလုပ်လို့ရတယ်ဒီဘက်မှာရှိရတဲ့တွင်လည်းကျွန်တော်အဲအချင်းချင်းမြန်မာဗမာမြန်မာတိုင်းဝင်းမှာဆိုလို့ရှိရင်ကျွန်တော်အချင်းချင်းဖိတ်ကူလို့ရရဆိုတာဖိတ်ကူရတချမ်းဟိုမြန်မာမဟုတ်တဲ့အတိုင်းဝင်းမှာဆိုလို့ရှိရင်လည်းသူတို့လုတ်ပေးနိုင်တဲ့ဥစားတွေကျွန်တော်ပြန်ပြီးတော့ appreciate လုပ်တယ်ဗျာကျွန်တော်ဟောသူကဒီကလာတာသူဒီချင်းနေဆိုရဲဒီလိုဆိုတတ်တယ်ကျွန်တော်ပြန်ပြီး connect ဆက်ပေးရအဲ့တော့အဲအဓိကအားလုံးကတော့အားလုံးက music ကနေကျွန်တော်အရာ connect ဖြစ်နေတယ်ပေါ့နော်ကျွန်တော် connect လုပ်လို့ရရတာလို့ဒီလိုပါအဲ့တော့ကျွန်တော် music နဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်ကသဘောကျတဲ့စကားတစ်ခုကပါဖြစ်လဲ ဘာသာစကားနားမလဲခြင်းနေပေါ့နော်ကျွန်တော်မျိုးဆက်အနေဖြင့်ကျွန်တော်ခဏလောက်လို့ရတယ်ပေါ့လေတူမျိုးတမျိုးနဲ့တမျိုးကသူဘာသာဘာသာစကားနားလေမှမဟုတ်ဘူးနော်ဆိုတော့ကျွန်တော်ကနားထောင်တော့ပဲနော်ဂျပန်သချင်းကိုရီးယားသချင်းနားထောင်တော့ပဲလေနားလေတာမဟုတ်ဒါပေမဲ့ music ကိုတန်စင်အဖြစ်ကျွန်တော်တို့ကစီမျောလိုက်ပါပြီးတော့အဲ music ရဲ့ power ပေါ့နော်အဲ့ဒါအဲ့ဒါအနုပညာပဲလေနော်ဟို music မှမဟုတ်ဘူးဒါအနုပညာရဲ့ power ဟုတ်တယ်ဒါပေမဲ့ဟို လူတွေကိုအဲ့လိုမျိုးတဏ္ဍကြီးနဲ့ထောက်ပြီးတော့ခိုင်းကျင်တာခိုင်းလို့မရအောင်ဒီ soft power မှာလည်းသုံးတတ်မယ်ဆိုလို့ရှိရင်အပြုတ်သဘောဆောင်တဲ့ပုဂ္ဂိုလ်အများကြီးဆွဲခေါ်လို့ရတယ် power ရှိရပါတယ်မှာဟိုအစိတ်အနေနဲ့လည်းသုံးလို့ရတယ်အားစိတ်အနေနဲ့လည်းသုံးလို့ရတယ် soft power ဟုတ်တယ်ကျွန်တော်ဘဝမှာလည်းကျွန်တော်အာမမေကကျွန်တော်ငယ်တုန်းကကျွန်တော်အစင်းတွေးပြတာတခုရှိတယ်လေဘာလဲဆိုရင်တချင်းတပုတ်နားထောက်ပြီးတော့မှကိုယ့်ကိုယ်ကို society လောက်သွားတာတွေလို့နော် history မှာရှိတယ်เนาะတခြင်းတပုတ်အဲ့ဒီတခြင်းနှောင်းထနာထောက်ပြီးတော့မှဟောဖြစ်သွားတာကျွန်တော်အရင်လက်ပါတလားဘာဖြစ်လို့ဆိုကျွန်တော်ကိုယ်တိုင်ကအဲတခြင်းနှောင်းထောက်ပြီးတော့မှကျွန်တော်ကလေစိတ်တက်ကြခဲ့ဖူးတဲ့အချိန်တွေရှိသလိုကျွန်တော်ဘာဖြစ်လို့ဟုတ်ကနောက်ကအဆင်မပြေကျွန်တော်ဘဝရဲ့အနောက်ခက်ခဲတဲ့အချိန်ကနေပြီးတော့မှကျွန်တော်တခြင်းတပုတ်နှောင်းထောက်အားဖြင့်ကျွန်တော်တဲ့ strong ဖြစ်ပြီးတော့မှเนาะကျွန်တော်ဒီ tap ဆိုတာဖြစ်လာတဲ့အချိန်ဖြစ်တယ်ပေါ့เนาะဆိုတော့အဲ့ဒီအချိန်ကိုကျွန်တော်အဲ့ဒါကြောင့်တော့တခြင်းရဲ့ power ပေါ့เนาะဒီနုပညာတစ်ခုရဲ့ power ဆိုတော့ဘယ်လောက်ထိကြီးလဲဆိုတော့ကျွန်တော်အဲ့များ လုံးဝကိုတန်တဲ့တာချတော့အဲ့ဒီမှာကျွန်အဲ့ဒါကြောင့်မလို့ကျွန်တော်ကျွန်တော်ရဲ့ဘဝမှာလည်းကျွန်တော်ကိုယ်တိုင်ဘာပြောတော့ခံယူထားလဲဆိုရင်ကျွန်တော်လောက်လိုက်တဲ့နှုတ်ပညာဆိုရင်နှုတ်ပညာဆိုတာခုနပြောလို့အာအကုန်လုံးဆက်ဆက်နေရပါလိမ့်နော်ဆိုတော့ပဂျီလာအဂီတနှုတ်ပညာအကုန်ဆုံးလေနော်သူကနှုတ်ပညာပါဝါရှိနေတော့ကျွန်တော်ဖန်သိလိုက်တဲ့နှုတ်ပညာတစ်ခုချင်းစီတိုင်းတို့များအတွက်အကျိုးပြုစေတဲ့အရာပဲတို့များအတွက်ခွန်အားဖြစ်စေတဲ့အရာပဲဖြစ်စေရမယ်ဆိုပြီးတော့ဒါကျွန်တော်ရဲ့ငယ်ငယ်ကတည်းကခံယူချက်ဒါကျွန်တော်ရဲ့နှုတ်ပညာပေါ်ခံယူချက်ပေါ်အဲ့ဒါကြောင့်မို့ဟိုအစိုက်တော့ဖြစ်စေတဲ့ဟာဖြစ်တယ်ဆိုရင်တော့ကျွန်တော်ငယ်ငယ်ရောမသိခ ဲ့တဲ့ဟာလေးလေပေါ့ဒါပြန်ပြုတ်ပြင်ပြုံးမှာခုချိန်ပေါ့အဲ့ဒါလမ်းကြုံရင်ပေါ့เนาะဒါကျွန်တော်ရေးဘဝရဲ့ခံယူချက်တစ်ခုပေါ့ဟုတ်တယ်เนาะဒါဒီပတ်မှာအခုလိုမျိုးရောက်ရှိနေတဲ့လူငယ်တွေအနေနဲ့ပို့ပြီးတော့လည်းအမြင်ပူပူနေနေရှိတယ်ပြီးတော့ကာချာတွေလည်းဒါအချင်းချင်းဖလှယ်ကြတာမျိုးတွေရှိရပါတော့။ကိုရီတိုင်းပြည်မှာဒါနှိရှေကြစစ်တွေနဲ့ဒါအင်တာနက်ပိတ်တာတွေပိတ်ဆို့မှုတွေအမျိုးမျိုးလည်းဒါအမြင်ကျယ်ပြန့်တဲ့စီကိုမရောက်လာကြဘူးပေါ့နော်။ဒီတော့ အဲ့ဆိုတော့အခုဆိုရင်မကိုမူရှိတို့လည်းကြားမိမှာပါဒီရွေးကောက်ပွဲနီးလာပြီဆိုတော့အာစစ်တပ်ကဒါသူ့ဝါဒဖြန့်တဲ့ဒီရုပ်ရှင်မှာပါတဲ့အမှုပညာရှင်တွေကိုဒါပြည်သူတွေကဝိုင်းပြီးတော့လဲဝေဖန်နေကြတာလေတကယ်ကိုဒါဟိုဆိုရှယ်မီဒီယာပေါ်မှာလည်းဒါတကယ်ဟစ်ဖြစ်နေတာပေါ့နော်အဲ့တော့ဟိုကိုမူရှိတို့ဒါထဲဖယ်လို့ဒါပြည်ရင်းမှာရှိနေလို့ဒါစေအုပ်စုရဲ့ရွေးကောက်ပွဲအတွက်အာမဲဆွယ်ဖို့အတွက်တချင်းရေးပေးဆိုပေးရမယ်ဆိုရင်ဘယ်လိုလုပ်ကျွန်တော်ဆိုရင်တော့ ထွက်ပြေးมาပဲဟုတ်ကဲ့ကျွန်တော်ထွက်ပြေးมาပဲကျွန်တော်မိကကျွန်တော်ဒီမထွက်လာခင်မှာမနာပြောင်းကျွန်တော်ကိုဂျီဒီမှာရှိတော့ကကျွန်တော်ကန်လန်းတယ်ဒါသစ်ကောင်စီဖက်ကရှိခဲ့အာ program ခုဒီလို program ခုပေါ့နော်အချင်းလာဆိုပေးပါလားစံဘလောက်ဘလောက်ဆိုပေးမယ်เนาะဘလောက်ဘလောက်ဆိုသူတို့ပြောထားတယ်အဲ့တော့ကျွန်တော်ချိန်ချောက်တဲ့ဟာလည်းရှိတယ်ဆိုတော့အဲ့မှာကျွန်တော်မပါလို့လဲဆိုတော့ဆွတောင်းတာပေါ့လေ အစားကတော့နည်းနည်းဟိုအရင်တော့ကြောက်တယ်ပြုစဲသူတို့တခုခုဆိုဘယ်မှာရှိလဲဆိုကလုံးတီးတယ်ဘယ်လောက်ချင်းချောက်လို့ဆိုမင်းအိမ်ဘာမှာမင်းအိမ်ဘာမှာရှိပါကလုံးချိုက်ပေးမှာ okay ဆိုအဲ့ခရေကကျွန်တော်လည်းဘရောမှသူတို့အောက်မှာကျွန်တော်ဒီဆောက်ထားတယ်ကျွန်တော်ရဲ့ခံယူချက်နော်ကျွန်တော်ရဲ့ခံယူချက်ကျွန်တော်ရဲ့နှုတ်ပြန်တခုကိုကျွန်တော်ဒီဆောက်ထားတယ်ကျွန်တော် board တခုဘရောမှဟိုဖြစ်လာအစောချုံမခံနဲ့ဆိုတော့ကျွန်တော်ထွက်လာအဲ့တော့အခုလက်ရှိပေါ့နော်ဆိုတော့အခုထွက်လာတယ်ဆိုတော့ခုနမျိုးတကယ်ရှိမယ်ဆိုရင်တော့ကျွန်တော်တက်နယ်ဆိုတော့ဘရောမှစုံအောင်မဟုတ်ဘူးတက်နယ်ဆိုတော့ထွက်နီလန်းရှာပါပဲဟိုနီလန်းတခုမဟုတ်တခုတော့ရှာပါပဲလုံပါပဲဟုတ် Yeah. မရှိအောင်ကျွန်တော်ကတော့စူဖို့နေနေတာပေါ့နော်မြန်မာတို့နေရပေါ့နော်ကျွန်တော်နဲ့ဒီဒီပွဲမှာဘယ်သူနိုင်မလဲဆိုတော့လောင်းမလားလောင်းမယ်ဆိုရင်ကျွန်တော်အိမ်နေပါရောင်းပြီးကျွန်တော်လောင်းမယ်။နှစ်ယောက်တောက်ပြီးရယ်။အဲ့လောက်ထိပါလောင်းလို့ရတယ်။ဘာလို့လဲကလန်ဒါကျနေပြီ။ဒီလိုမျိုးအရင်ခေတ်တော့အောင်ကအတင်းမလား။ဒီအာနာသိန်းနေရဖြစ်သွားမှတော့အခုခေတ်မှာရွေးကောက်ပွဲဆိုတော့လောင်းကကလန်ဒါကျပဲ။ကျွန်တော်အိမ်ရောင်းပြီးတော့လောင်းမယ်။လောင်းပြီး။ကျင်းတယ်နော်။အဲ့လောက်ထိကျင်းတယ်နေပြီ။အဲ့တော့တချင်းစုံနေသလား။အဲ့ဒါတော့မဖြစ်နိုင်ပါဘူး။ ဆိုတော့ဒီအာလရှင်အောက်မှာရှိနေရင်တော့သူတို့ခိုင်သမျှကိုဒါပြုသမျှနူးရတယ်ဆိုပေမဲ့အဲ့လိုအမ်အလုံးမခံကနေရနေပညာသားပါပါနေပေါ့နော်ကိုယ့်ရဲ့အဲဆုံးဖြတ်မှုနဲ့အတူတူဒါဆုံးဖြတ်ဖို့လိုအပ်တာပေါ့နော်ဒါအနုပညာရှင်တွေအတွက်အရင်ရေးကြည့်ရပါဆိုအနုပညာရှင်ရဲ့နောက်မှာသူတယောက်တည်းရှိရမှာမဟုတ်ဘူးအနောက်မှာပရိသတ်ဆိုရဲဒါပြည်သူလူထုရှိရဲကွာသိရမလားအဲ့တော့ကိုကိုကိုကြိုက်တဲ့သူကကိုသွားရင်လမ်းမှားနေ အဲ့ဒီလေကတဝက်လောက်က maybe လိုက်လာလိုက်တာပဲလမ်းမောက်လေနော်ဆိုတော့ဒါအနုပညာရှင်တွေရဲ့ဆုံးဖြတ်မှုကလည်းအရင်ကြီးပါတယ်နော်ပြီးတော့ဒီကုံမူရှိပြောသူပဲပေါ့ဒါကြီးက sales ရဲ့ဒီလောရိုးလောက်စင်ကြီးကခောက်ရိုးကျူးနေပြီပေါ့ဘာပြီးရင်ဘာလာမလဲဆိုတာဟိုပြောလို့ရရနေဆိုတာမျိုးပေါ့နော် ဟုတ်တယ်ဆိုတော့အဲ့ဒီ2020ရွေးကောက်ပွဲတော့မရှိ တချင်းနေလုတ်ခဲ့တယ်ဟုတ်တယ်မလားဟုတ်ဆိုတော့အဲ့တော့ကအဲ့တော့ကဆိုလို့ရှိရင်ဒီမရှိရဲ့တချင်းကိုလူတိများကြတာဒါနိုင်ငံရေးသမားတိုင်းမယုံနဲ့ဆိုပြီးတော့အဲ့အဲ့လိုတိုက်တယ်နဲ့တိကြတယ်ပေါ့နော်ဆိုတော့အဲ့တချင်းနဲ့ပတ်သက်ပြီးတော့လေစိတ်ဝင်စားရဲ့အဲ့ဒါဘယ်လိုဖြစ်လာလဲ အော်အဲခုနပြောတဲ့နိုင်ငံရေးသမားတိုင်းပေါ့နော်မင်းမြုံနေပါအမေရိကန်တချင်းရတချင်းရခေါင်းစဉ်ကတော့ရောက်တောင်ရောက်ပေါ့နော်တော့ရောက်တောင်ရောက်ဆိုတော့ကျွန်တော်ပြီးမြန်မာနိုင်ငံမှာရှိနေတယ်ကျွန်တော်လူငယ်လေးပါလူငယ်မှုပါချင်းများတက်ရအားလုံးပေါ့နော်ကျွန်တော်တော့ရောက်ပါလေတောင်ရောက်ပါလေဖြစ်သွားတယ်ပေါ့နော်ပြန်ချေပါရဲအဲ့တော့အဲ့တော့အဲ့နိုင်ငံရေးသမားတိုင်းမင်းမြုံနေပေါ့နော်အဲ့ဒါကျွန်တော်တို့လုပ်ဖြစ်တာ2000အဲ2000 20လောက်ပေါ့နော်20လောက်မှာကျွန်တော်တို့အဲ့ဒါအဲ အဲ့အဖွဲ့တစ်ခုကကျွန်တော်ခီးထွက်ကြတယ်ထွက်ကြတော့ကျွန်တော်တချင်းရေးကြတယ်တချင်းရေးကြတော့ကျွန်တော်အဲ့လိုမျိုး group တွေကျွန်တော်၃ယောက်ဆို၃ယောက် group ဖွဲ့ပြီးတော့ကျွန်တော်တချင်းရေးကြတယ်အဲအဲ့အဖွဲ့ထဲမှာဘာပဲပါမလဲဆိုတော့တချင်းရေးတဲ့လူပါမယ်ဆိုတဲ့လူပါမယ်တီးတဲ့လူပါမယ်ကျွန်တော်၃ယောက်ထိုင်နေတာထိုင်နေတာတချင်းရေးရေးပြီးတော့ကျွန်တော်တချင်းကျွန်တော်လည်းကျွန်တော်တကယ်ကြီးကခုနကကျွန်တော်ဖန်နေတဲ့တရားကျွန်တော်အတူတူပဲပဲတော့တော့အတူတူပဲအဲ့တော့ကျွန်တော်အဲ့ချင်းအဲ့စာသားတွေကျွန်တော်ရေးရေးပြီးထုတ်လိုက်တယ်ဗောနော်ကျွန်တော်ရေးလိုက်တယ်ပြီးတော့ကျွန်တော်အဲ့ဒီမတိုင်ခင်ကျွန်တော်ခုနကပြောသလိုဗောနော်ကျွန်တော်တချင်းပြိုင်ခွဲရှိတယ်ဗောနော်တချင်းပြိုင်ခွဲတွေမှာကျွန်တော်တို့က ဘယ်လိုပြိုင်တာများလဲဆိုတော့လူတွေကအများကြီးရှိနေတော့အဲကျွန်တော်တို့ reggae ကိုလည်းရေးတယ်ပြီးတော့ reggae နဲ့ဥမာလူများဆိုဆိုလို့ရလောက်တဲ့ alternative rock တို့ rock တို့အဲ့လိုမျိုးပြန်ပြီးကျွန်တော် alternative rock တို့ကျွန်တော်ပြန်ပြီးတော့ပေါင်းပြီးရေးတယ် reggae နဲ့ကျွန်တော်ပေါင်းရေး reggae bike ဆိုကျွန်တော်ဆိုရဲအဲ jazz rock bike ဆိုလို့ကျွန်တော်တို့တငယ်ချင်းတွေကျွန်တော်အဖွဲလိုက်ပြန်ရတော့အဖွဲလိုက်ပြန်ရတော့အဲ့လိုမျိုးအဖွဲလိုက်ဆိုကြတယ်ဆိုကြတဲ့အချိန်မှာကျွန်တော် reggae fest တွေပါတယ်ဗောနော reggae bike တွေပါတယ်ပြီးတော့ဟိုဘက်မှာလည်းကျွန်တော်တို့အဲ့လိုမျိုး တချင်းညရေးထားတော့ reggae ဟာတွေပါတယ်အဲ့လိုမျိုးပါတဲ့ဥစ္စာတွေကျွန်တော်အရင်ကရေးထားတဲ့ဥစ္စာတွေကျွန်တော်အခုအတိရေးတဲ့ဥစ္စာတွေကျွန်တော်ပြန်ပေါင်းပြီးတော့အော်ဒီတချင်းကဒီလိုပြန်ဖြစ်လာပါဘူးနော်ကျွန်တော်ဟိုဘက်နဲ့ဒီဘက်နဲ့ကျွန်တော်ပြန်ပေါင်းပြီးတော့အဲ့နိုင်ငံရေးသမားတိုင်းမင်းမယုံနဲ့မင်းလိုက်ကြီးဆိုတဲ့တချင်းပေါ့နော်เออအဲ့ဒါတော့တော်တော်များများကြိုက်ကြတယ်ဘလူးလည်းတော်တော်များများကြည့်ကြရပါတော့เนาะဟုတ်တယ်အဲ့ဒီတချင်းရဲ့အစမာတွေကိုနိုင်ငံရေးသမားတိုင်းမင်းမယုံနဲ့မင်းလိုက်ကြည့်ဆိုတာဟာဒါအခုလည်းနိုင်ငံရေးကိုစိတ်ဝင်စားရမယ့်အခြေအနေပဲကွာဆိုတော့အဲ့ဒီတချင်းကိုတခါရဲ့အခုဒီ season မှာစုပြပေးမလားဟုတ်ကဲ့ပါ 所以拿下你吧，妹。谢谢啊。나이가 이든 말아이 나이가 이든 말 ဒီကဒီထားမေအောင်အောင်နဲ့မင်းတိုက်ကြည့်လိုက်ကြည့်ရင်တွေးမယ်ဖန်နဖန်နဲ့3 query ဒီပြနဲ့3 today on let you to be trap ပဲစင်ရချမ်းသာကွာချမ်းမှုတို့ကြလူလုံးနေလားဒီနိုင်ငံမျက်စိနာတွေပိတ်ချခိုင်းပြီးမှကာလန်ဖက်ကုန်းနဲ့ကူခိုင်းနေလားစင်စားကြည့်စမ်းပါဒီနိုင်ငံညတိုင်းလားဒီနိုင်ငံ စဉ်းစားကြည့်သမ်းလားမြမပြည့်ရဲ့ညတရလားမြမပြည့်ရဲ့အေးပြည်မနေရတာတွေကဝယ်လေတာလားဘူးကျွေးနေရတာတွေကိုအိတ်ကန်ကြောင်းလားဒေချာစဉ်းစားကြည့်ရင်ဒါတရားမျှတမှုတွေဒေချာစဉ်းစားကြည့်ရင်ဒါနိုင်ယူလို့မှုဒေချာစဉ်းစားကြည့်ရင်ဒါတရားမျှတမှုတွေဒေချာစဉ်းစားကြည့်ရင်ဒါနိုင်ယူလို့မှု မမမမမရဲ့ TV မှာသူ့ရဲ့ဘွားတွေအတွက်မမမမမရဲ့ TV မှာသူ့ရဲ့ခွေးငယ်မမမမမရဲ့ TV မှာသူ့ရဲ့ဘွားတွေအတွက်မမမမမရဲ့ TV မှာသူ့ရဲ့ခွေးမင်းတို့ရဲ့နေကင်းအောင်နေတဲ့မုန်တရားများကိုဝေးအေးလပင်လိုက်စမ်းလပင်လိုက်လပင်လိုက်ชาสินดาจีซัมบาดาฮาเตยกันจาวลา ဝန်လေဒါလာသူတို့ရဲ့ဘဝများငဲချီပြပါကွာငိုယူရင်းနေပြီလာရမနာပန်သက်စပ်ဖို့ရေရောက်ကန်လို့ရှာသူတို့ရဲ့ဘဝများ Yes I long day စလန်နာထရီကြရောက်ကန်လို့ရှာ လူရဲ့ဘဝများ Yes and on the sun and the tree jar ဒီနေ့တော့တချင်းနဲ့အများကြီးနားထောင်လိုက်ရတယ်ကျေးဇူးများကြီးတင်ပါတယ်ကျွန်လည်းဝမ်းသာပါတယ်ကျွန်တော်မဆိုရတဲ့တချင်းတွေဒီမှာဆိုခွင့်ပေးလေပါနော်ဟုတ်တယ်ညချတော့ခွင့်ရတယ်ရှေ့လျှောက်ဆက်ပြီးတော့ဒီလိုမျိုးတွေပဲဆိုပါမှာဟုတ်တယ်အရှိတိုင်းပဲပေါ့နော်ဟိတရားတွေဆိုတော့နှစ်ယောက်စလုံးကလူငယ်ခင်ယူချက်နဲ့ကိုယ့်ရဲ့ ကိုပိုင်ခံယူချက်နဲ့ပေါ့နော်အမှုပညာကြီးဆက်လုပ်ဖို့အတွက်ကိုလည်းရည်မှန်ချက်တွေရှိရတဲ့သူတွေဆိုတော့ဆက်ပြီးတော့တချင်နေမများလောက်ပါတချင်နေမများဆုကြပါအားပေးနေမြဆုဖို့အတွက်ညွှန်လင်းနေပါတယ်ဟုတ်ကဲ့ပါညကျွန်တော်တို့လည်းအားမြဲရှိပါတယ်လို့ပို့ပြီးတော့မှဟုတ်ကဲ့ဆိုတော့ဒါအခုဒါလူငယ်တွေပေါ့နော်အထိုင်းလျောက်ကိုဝါသနာပါတာယူလုံနိုင်တယ်လို့ပဲဒါမြန်မာပြည်ကလူငယ်တွေ ကိုယ့်ရဲ့အနာဂတ်မှာလည်းကိုယ်လှုပ်ချင်တာရေလှုပ်ဖို့အတွက်ဒီနေ့နှိစက်ပါစေလို့ဒါစုမကောင်တောင်းပေးပါရစေ။မိုးတောက်ချင်းအစီအစဉ်မှာပါဝင်ပေးလို့ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။ဟုတ်လားကျေးဇူးတင်ပါတယ်။ Okay ပါနောက်လာမယ့်သကဝိုင်းဒီမှာရောဘယ်သူတွေကိုဖိတ်ခေါ်သွားမလဲဆိုတာစောင့်ကြည့်ပေးကြပါအောင်ရှင်။